မင်္ဂလာပါဗျာအားလုံးကျေးဇူးပါသည်ချမ်းသာပါသည်နောက်ပိုင်ရကုမျက်နှာနဲ့တိုက်ကိုတိုက်ကြအောင်အားလုံးပြောချင်ပါသည်တော့ပိုင်စုမကောင်တောင်းပါနဲ့ဒါဒီနေ့က25ရက်ကိုလ2025ပေါ့နော်အဲဒါပါကြီးသိရှိတဲ့အကြောင်းအရာလေးတွေကိုပြန်ပြန်လေး share လေးမျှဝေပေးမှဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ညီကောင်လေးတောင်းဆိုတင်ပါတယ်ဗျာကျွန်တော်ရဲ့ပိုင်ရကိုခေါ်ပိုင်ကြီးပေါ့လေ ဒီနားမှာ live ပို့တော့ရေးထားတယ်အဲ့လားလေးကိုတိုင်းရိုက်ကြည့်ရှုခြင်းအားဖြင့်ကျွန်တော်အကူအညီပေးကြပါလို့တောင်းဆိုရစေကျွန်တော်အင်အားများများရှိမှကျွန်တော်အားများများရှိမှကျွန်တော်များများကြီးပြောနိုင်မှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကအားရရပါလို့တောင်းဆိုရစေဗျာကဲကျွန်တော်သိရှိတဲ့တဲ့ရင်ကြားလေးတွေကျွန်တော်တင်ပြတော့ပါမယ်ဗျာနော်ဘာကြီးကစပြောလို့ရှိရင်ဗိထုဒါလေးနဲ့နည်းနည်းစပြောတတ်တဲ့အတွက်တချို့လေးတွေဗိထုဒါဗိထုဒါပြောမကြိုက်တဲ့သူလေးတွေနည်းနည်းသိခံရင်လာထောက်ပေးပါနော် အဲကြောင်ဝဲမှာဒါကျွန်တော်ပင်ဒီယာမှာဖုံးကြောင်ရှိတယ်ဖုံးကြောင်ထဲမှာအကြဖက်တွေနေထိုင်နေတယ်တရားလက်လေးပလောင်နေနေထိုင်တဲ့အတွက်တပ်တော်ကဖုံးချက်ရှင်းနေရတာရှိတယ်နော်ဖုံးချက်ရှင်းနေတော့ပလောင်နေရတော့အခုတော့အာတည်နေတာတရားတော်တော်တော်များတယ်သူတို့လည်းတက်နိုင်သလောက်ထိတော့တောက်ခံနေကြတာပေါ့နော်ဒီကြောင်ဝဲနိုင်ခံရပါဆိုလည်းပဲဒါအဲ့နာမပွဲတွေကနေတယ်ပလောင်နေနဲ့ PDF တွေပေါ့တနုပ PDF တွေပေါ့အသေးပြောင်းပြီးလိုက်တော်တော်များတယ်တပ်တော်ကတော့ ထိုးစစ်တွေကတော့ဆင်နေတယ်ဒီကြောင်မဲကတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းသွားနေတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဘာကြောင့်လဲဆိုတော့ အဲ့ထဲမှာရှိနေတဲ့ပြည်သူတွေဒုက္ခရောက်မှာဆိုတော့အိုးအိမ်ကြီးပျက်စီးမှာဆိုလို့ပါအဓိကတော့ကြောင်မဲတဲ့မြို့ထဲမှာပြည်သူမရှိတော့ဘူးဗျာပြည်သူတွေအကုန်လုံးထွက်ပြေးသွားကြတယ်တောင်တော်မြန်မြန်သိမ်းဖို့ကိုမျော်လင့်နေပြီဘာဖြစ်လို့ဆိုတော့တောင်တော်မြန်မြန်သိမ်းမှာသူတို့နေအောင်သူတို့ပြန်လာလို့ရမှာသူတို့စစ်ဘေးရှောင်နေတဲ့နေရာမှာလည်းတော်တော်ဒုက္ခရောက်နေကြတယ်မိုးတွေရွာတာတမျိုးအမျိုးမျိုးဒုက္ခစားရိတ်တောက်ရိတ်နဲ့ဒုက္ခပြင်းပြင်းရောက်နေကြတယ်အဲ့တော့တောင်တော်ကကြောင်မဲမြန်မြန်သိမ်းဖို့တော့ကိုအားလုံးကမျော်လင့်နေတယ်အားလုံးကလည်းဝိုင်းဝန်းမျိုးဆူတောင်းမိတယ်တောင်တော်ကြောင်မဲထိုးစစ်ကိုအောင်မြင်ပါစေကြောင်းကိုပေါ့နော်ကျွန်တော်အပါဝင်အားလုံးကတနိုင်ငံလုံးကဆူတောင်းမိ နေပါတယ်အကြမ်းဖက်မလို့လာတဲ့သူတွေကိုပေါ့နော်ပင်မီနယ်ပတ်မှာဆိုလဲဒီလန်ဆက်ဒေတာမှာပေါ့လန်ဆက်ဒေတာမှာပွဲတွေကတယ်ပွဲတွေကတော့တပ်မတော်ကအဲ့ဒီပြည်သူစစ်တွေနဲ့ပေါ့အဆက်ဆက်ပြည်သူစစ်တွေနဲ့တိုက်တဲ့နေရာမှာအဲတချို့တော်တော်များများကိုပြန်နေပြီးတော့စခန်းကုန်းနေထိမ့်သိမ့်လိုက်တာရှိတယ်ထိမ့်သိမ့်ပြီးသားဖြစ်တာကိုထိမ့်သိမ့်ပြီးသားဖြစ်တော့အဲ့ဒီမှာပဲသူတို့ KIA ဘက်ကဗျ KIA ဘက်ကဒါတောင်းတော်နဲ့တွေ့ပြီးတိုက်တဲ့ပြည်သူစစ်တွေကိုပေါ့ဒါသူတို့ စာထုတ်ပြန်တယ်ဗောတောင်တော်ဘက်ကမကောင်းကြောင်းနေတော့ပြောတာဗောအကျန်းဖက်ဒီဘာလိညာလေးဗောပြောတာဗောဒါတော့သူတို့တွေရဲ့ကြာချုပ်မှုကတအားကြီးမားနေတာကိုကျွန်တော်တို့မြင်တွေ့နေရတယ်တမောင်ကဒီတဲ့အားလေးနည်းနည်းဆိုင်မှာဆိုရင်တော့ဒီကချိန်ပြည်နယ်ကြီးရတော့အေဂျန်သွားမယ်လို့ကျွန်တော်လည်းမျှော်လင့်နေအဓိကတော့လိုင်းသာကိုတောင်တော်ကဆမဖြုတ်ပြတဲ့ရွေကတော့အဲတိတ်ပြီးတော့ကျွန်တော်တို့မျှော်လင့်ချက်မရှိသေးတာကချိန်ပြည်နယ်ကနော်ဘာဖြစ်လို့ဆိုတော့ ဦးသိန်းစိတ်လက်ထက်မှာလဲလိုင်းစာကိုဖြုတ်ဖို့တော့ကိုဒါတားထတာရှိတယ်အန်စီဘာဘာညာပေါ့အန်စီဘာညာနဲ့ဒါမျိုးတွေနဲ့ပဲထိချုပ်တာရှိတယ်အဲ့တော့အဲ့ဒါမျိုးနဲ့ထိချုပ်တာဒီလိုစော်ကားတာကိုနေရဒေသအသီးသီးကိုစော်ကားတာကိုတောင်းတော်ကြီးနေနဲ့အဲတိခတ်နိုင်စွမ်းကိုလည်းကျွန်တော်တို့ဂုံလဲယူရတဲ့ခဏီပါသမီတအားပြေတာပါတိခတ်ပါတဲ့တိခတ်တာပေါ့နော်အဲ့တော့ဗမောင်မျိုးကြီးကလည်းပြည့်စည်သွားပြီဗမောင်ကလည်းပြတ်တော်မှာဗမောင်မှလည်းအဲပြောရမယ်ဆိုလို့ရှင်တော့ဗမောင်က ်ခွေရံတစ်မျိုးပြကျွန်တော်တို့လိလတွေ့ရှိကြတဲ့ကျွန်တော်တို့ကြားသိတာနဲ့ဗမောက်ခွေရံတစ်မျိုးဖြစ်နေဗမောက်ကအဆက်နေရှမ်းအဆက်နေလက်နက်ကင်တွေကပြည်သူစစ်တွေကနောက်ဆုတ်လိုက်တယ် KIA နဲ့ဒီ KPD ဒေတာဝင်ချလာတယ်ပြီးတော့ကဒူးပြည်ရက်တွေပေါ့နော်အဟုတ်မှန်တယ်ကဒူးပြည်ရက်တွေသူတွေဝင်ချလာတယ်ဝင်ချလာပြီးတော့တောင်းတော့ကဘလို့ဖြစ်တယ်လဲဆိုတော့ပြီးတော့ဒီကောင်တွေဝင်လာတယ်ဝင်လာပြီးတာနဲ့ဒီကောင်တွေကိုပြန်ဖြုတ်အဲမြို့တဲဝင်လာပြန်ဖြုတ်ဆိုတော့ဒီခွေနှဲကိုထည့်နေသလားလို့တော့မှ ကျွန်တော်တို့ဒီကဒူး PDF တွေနဲ့ KIA တွေအသေးများတာကိုကျွန်တော်တို့သွားတွေ့နေရတယ်အဲဝင်တဲ့ဟိုဘဝင်ထည့်ပြီးတော့မှရှင်းနေတာလားတော့မသိပထမဟိုဘက်ကဒီလူစစ်တွေကနောက်ဆုံးလိုက်တယ်အဲဒီကောင်တွေကရှေ့တိုးဝင်လာတယ်ပြီးတော့ဒီဘက်ကပိတ်ပြီးပြန်ပြန်ချနေတယ်အဲ့တော့မျိုးတော့တွေ့ရတယ်နည်းနည်းတော့ထူးခြားနေတဲ့အတွက်ဒါအကြောင်းအရာဘလို့ထူးခြားလာမလဲလို့ကျွန်တော်တို့ကဆက်လက်ဆောင်ကြည့်ရမှာဖြစ်တယ်ဖားကမ်းပါဆိုလို့ရှိရင်ဒီမနမော်ဘက်အဲ့ဘက်မှာဆိုလဲမနကလက်နက်ကြီးတွေနဲ့ဆုံးရတယ်ဗျလက်နက်ကြီးတွေနဲ့ ဆုံးမတော့အကြံဖက် KIA တွေနဲ့ KVDI တရှိတဲ့နေရာတွေကိုတိတိကျကျရှင်းလင်းနေတာကိုတွေ့ရတယ်။နောက်လျှောက်တော့ဖားခက်ပြီးတော့ဂုံးပေါ်မှာတိုက်နေတဲ့မှာနားတာကိုကျွန်တော်တို့မတွေ့ရသေးဘူး။အဓိကတော့ KIA တွေကတော့အသေးတွေတော့များတယ်ပေါ့။အသေးများတယ်လို့မြင်တွေ့နေရတယ်။နောက်ဒီဘက်ကျွန်တော်တို့ကရင်ပြည်နယ်ဘက်ဆိုလဲ၄ GB ဘက်ပေါ့၄ GB ဘက်ဆိုကျွန်တော်တို့ဘီဝါကုန်းနေဘက်ကိုအဲဆွဲတော့ဂုံးလို့ဘီအဲ့ဒီဘက်တွေကိုတက်မတော်ကအဲတိုက်ခိုက်တိမ့်ပိုက်နိုင်ဖို့အတွက်အားကျုံမှလည်း ထိုးစစ်ရှိနေတာကိုကျွန်တော်တွေ့ရတယ်။ဒီကြောင်ရင်ကျွန်တော်တို့လက်နက်ကြီးတွေရမဆိုင်တွေတော်တော်များများကိုထုံထုံသုံးဆွနေတာရှိတယ်။ကျွန်တော်ထင်ပါတယ် view ကဂိုးအင်းပေါ်မှာဖြစ်နေတဲ့ခါကျတော့တပ်မတော်သားတွေကလည်းပဲအားတုံခွန်လိုက်တော့လက်နက်ကြီးနဲ့လက်နက်အင်အားနဲ့တော့ထိထိရောက်ရောက်ဖြစ်အောင်လှုပ်ဆောင်တာတွေ့ရတယ်။ပြီးတော့တပ်မတော်သားတွေကလည်းပဲပြည်သူတွေအေးချမ်းဖို့ဆိုတဲ့ခွန်အားတရက်နဲ့ပဲအားကျုံးမှန်တဲ့အဲတတိပြောင်မြောက်စွာနဲ့အတင်းထိုးတဲ့တိုက်နေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်။၄ကိကောဒီ ထိခမဲဝါခီရွာမှာထိခမဲဝါခီလာအဲ့ရွာမှာဆိုရင်ဖိလေနေနဲ့ထုတာဖိနဲ့ကြိတ်ထုတယ် KNU တွေ KLL တွေတိလိုက်တာလဲပပတ်ဆက်ဆက်လို့ကျွန်တော်တို့ကြားသိရတယ်ပြီးတော့အဲ့ဒီဘက်မှာသူတိုက်နေတဲ့ဟိုငဇွဲဆိုတာလည်းရှိတယ်အဲ့ငဇွဲပြောနေတာတွေတချို့ဟာတွေဆိုကျွန်တော်ရှင်းလုပ်ပေးပါဦးမယ်သူလည်းတော်တော်စိတ်တက်ကြနေသူလည်းတော်တော်စိတ်တက်ကြနေတက်လို့ကောဒါ ူတော်လန်နေရတာဒါပေမဲ့သူရဲ့စိတ်သက်တာဟိုးမြေကြီးအောက်ကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့မြင်ရတယ်သူစာအုပ်စုပေါ်လာတဲ့ရုပ်နဲ့အခုရုပ်နဲ့ကလည်းတော်တော်ကွာသွားပြီအခုကအဖိုးအိုကြီးရုပ်ပုံစံပေါက်သွားပြီတော်တော်စိတ်ချင်းရဲသွားပြီသူတို့အနုကြည်လာအောက်ကိုရောက်သွားတယ်ကွာသူဘဝတွေပြတ်သွားတော့လာဘဝတွေပြတ်သွားတာအဲ့တော့ကျွန်တော်ဒီဘက်ဆက်ပြောင်းမှာကျုံတို့ဘက်ကျုံတို့ဘက်မှာဆိုဗျက်ခါဒီစီဒီကုန်းကိုတက်တော့ကတိမ့်မိုက်လိုက်တယ်အဲ့မှာ50ဆောင်ရှိတယ်50ဆောင်စီဒီပေါ့50ဆောင်စီဒီပါအထက်မှာထပ်ပတာလိုက်တယ်ပဲဒီ ဖောက်ထားတယ်ဗောညာဖောက်ထားတယ်ဗောဖောက်ထားတဲ့ဆက်မှာလဲကျွန်တော်ပြောမရပါဘူးဗမာတွေကလည်းဗမာမကြီးကလည်းဖောက်ဖောက်ပါပဲ KL တွေကဖောက်ဖောက်ပါ KU တွေကဖောက်ဖောက်ပါပဲဘာသာကြားကလည်းဖောက်ချက်ဖောက်ပါပဲပြောလို့မရကျွန်တော်မြင်တွေ့ရတာတော့မဟုတ်ဘူးဗမာတွေကောင်တွေကလည်းပဲဒါဘာမှမသိတော့ဘူးဗုဒ္ဓဘာသာစာပြောတာငကိုတဲကွာသူတို့ပုံကန်ကြီးစလုပ်ပြီးဆိုတော့ကွာဒါဗုဒ္ဓဘာသာမဟုတ်တော့ကျွန်တော်တို့ကသိပြီးသား နော်အဲ့ဒါလေးပဲနောက်တစ်ချိန်ကြားလို့ဆက်အထည်တော်ဝင်ရှင်းပါမယ်ပုံမှန်အခုလုပ်နေတဲ့သူတွေကဗုဒ္ဓဘာသာတဥပမရှိဘူးဆိုတာဒါရှင်းရှင်းလင်းလင်းကိုကျွန်တော်မိမောင်းထိုးပြဖို့အစီအစဉ်တော့ရှိတယ်နောက်ကျွန်တော်စကိုင်းဘက်ဆိုလို့ရှင်းလာမယ်ဒီမင်းကေးမင်းကေးပေါ့စကိုင်းမင်းကေးပေါ့ဒီမြောင်ချွန်းကြည့်ရမှာဆိုလို့ရှိရင်ကျွန်တော်တို့ပလာဖာလို့အဲပလာဖာရှိတယ်ပလာဖာမှာ तू ကဘယ်လိုပြောမလဲဆိုတော့ဗျာတာဝန်ခံပေါ့အဲ့ မြောက်ချိုးကျေးရွာရဲ့တာဝန်ကပါလာဖတ်တာဝန်ကမအနူဒီဘကတာဝန်ကအိုက်နိုင်ခေါ်တိန်းနံကအတွက်ဘလောက်ထိရောက်မှတည်းဆိုနော်အဲ့ဒီရွာမှာလေမြန်းနဲ့ရံဖြစ်တယ်လေမြန်းတော့ရံဖြစ်တာကိုယောက်ျားထိတ်တော့ခတ်တယ်မိမောက်တော်တော့ခေါ်ဝိုင်းမရေကျင်တယ်နှစ်ခါကျင်တယ်ခဲ့တွက်ကြို့ဘလောက်ထိဒီအနူဂျီဘက်ကသူဒီအောင်တန်းစားတွေတော်တော်များလာတယ်လဲဆိုရင်သူများတားမရတာမှမတိုင်းနေကြက်တတ်ဖြတ်တယ်ဖြစ်လာ ဲ့တော့ဗုဒ္ဓဘာသာနဲ့ကေဝေးတယ်ဆိုတာကိုကျွန်တော်တို့ဒါထောက်ပြကြင်တာဖြစ်တယ်ဒီတဲ့မိမောင်းထုတ်ပြမှာတော့အများကြီးပေါ့ကျွန်တော်နောက်တစ်ဖြည်းဖြည်းမိမောင်းထုတ်ပြပါမယ်နောက် KNU ဥက္ကဋ္ဌအပါဝဲ73ဦးရဲ့နောက်တစ်ခါချင်းလန့်ချင်းပေါ့ချင်းနေတာမှာချင်းလန့်အဖွဲ့အပါဝဲ79ဦးရဲ့ AA ရဲ့ PDF ကဒါခက်တဲ့မီဒီယာတွေပေါ့နော်သူတို့တွေကိုဒါမြန်မာနိုင်ငံမြန်မာလုံးမဲ့ရွေးကောက်ပွဲကိုတည်ငြိမ်အေး တည်ငင်အေးကျန်းစီရဲ့အေးကျန်းစီဖို့လှုပ်ဆောင်တဲ့မြမရွေးကောက်ဘွယ်ကိုနှောက်ရက်တဲ့အတွက်ဒါတရားစွဲတယ်ပေါ့အမှုဖွင့်တယ်ပေါ့အမှုဖွင့်တော့ကျွန်တော်ဒီနေရာမှာစဉ်းစားတယ်ဟိုဇဲစကန်မှာအမှုဖွင့်တယ်ပေါ့ရေးရတော့ဖမ်းမှာလားတုံသီးမုတ်ပါလဲပေါ့ဒါပေါ့ကျွန်တော်တို့ဂယုတဆိုင်စီတယ်အဓိကတော့အဲ့လိုအမှုဖွင့်မဲ့နေရာမှာနိုင်ငံခြားရေးမှာကျွန်တော်တို့တိုင်းပြည်ကိုဖျက်နေတဲ့ PDF တွေတို့မြောက်ပဲဖျက်နေတဲ့နိုင်ငံတော်ရဲ့အကြီးအကဲကြီးကိုဒါမဖွင့်မရပြောနေတယ် နော်မဖွဲ့မရလေးပြောနေတယ်ဒါဆေးရဲတိုင်းစားတွေလည်းများတယ်ဒါတွေကိုလည်းပဲမသိရှိတာမဟုတ်နိုင်ငံတော်အနေနဲ့သိရှိတာပဲဒါတွေကိုကြတော့သူတို့ကြတော့ဘာဖြစ်လို့တရားမစွဲဆိုတာလဲတရားစွဲဆိုလို့မရတာလားဒါကိုလည်းကျွန်တော်ကတော့သိကြတယ်ဥပမာပေါ့ဒီ KIU ဩဂရပါဝယ်73ဦးရဲ့ချင်းနဲ့အဖွဲ79ဦးရဲ့ AE တို့နောက်က PDF တို့ခစ်တဲ့တို့အမှုဖွင့်တာဘလို့တော့ဖမ်းမလဲဒါကိုလည်းကျွန်တော်စိတ်ဝင်စားဦးတယ်တအားကောင်းတယ် အဲ့တော့အေအဖွဲ့ရမီဒီယာတယောက်တွေ့လို့ဖမ်းပြီးလို့ရှင်လည်းပဲရွေးကောက်ဝဲဥတွေနဲ့အရေးယူမှာဖြစ်တယ်အေအဖွဲ့ရသူတယောက်ဖမ်းပြီးတဲ့ဆိုရင်လည်းပဲရွေးကောက်ဝဲအဖွဲ့ရသူတရားဖြစ်တယ်ရွေးကောက်ဝဲနှောက်ချက်တဲ့အတွက်အကြမ်းဖက်ကလည်းဖြစ်တယ်ရွေးကောက်ဝဲညီမနိုင်ငံအေအေးချမ်းတည်ငြိမ်ရေးကိုနှောက်ချက်တာလည်းဖြစ်တယ်ဆိုရင်ချစ်ရေးရဘလို့ပြက်ပြက်တသားအေးမလဲရေးရတော့ဒါအမှုဖက်တော့ဖမ်းနိုင်ဖို့ကမလွယ်တဲ့အတွက်တက်မတော်ကပဲအဓိကဥဆောင်ပြီးတော့လောက်ရမဲ့ပုံစံမျိုးတော့ကျွန်တော်တို့တော့တွေ့ရအဲ့တော့အဲ့ဒါလေးကိုပြက်ပြက်တသားဖြုတ်ပါလား ထုတ်ထုတ်လိုက်တယ်အကျဲဖက်လို့ပြောလိုက်တယ်အကျဲဖက်လို့ပြောလိုက်တာစာထုတ်တာလောက်နဲ့ဆိုရင်တော့တောက်တော့ကိုအထင်သေးတော့နိုင်တယ်ကျွန်တော်တို့အကျန်းဖတ်လို့ထုတ်ပြီးွားအကျန်းဖတ်ကိုအကျန်းဖတ်တိုင်းပြက်ပြက်သားသားနိုင်နေမှုပဲတပ်မတော်ကလိုအပ်တာပေါ့အဲ့ဒါဆိုလို့ကျတပ်မတော်ကိုချိန်ွားကဘာမှတော့မှကျွန်တော်တို့မညှိုးနွမ်းနိုင်ဘူးပေါ့နော်ပြီးခဲ့တဲ့အခါ2021ကစပြီးတပ်မတော်ရဲ့အနေထားကဒါကိုတိတ်ခါညှိုးနှမ်းသွားတယ်တပ်မတော်ရဲ့ အဲ့ဒီဆိုရင်ကြာနေတယ်လို့ဒါကဘာအမြင်နေအကုန်လုံးကသုံးသက်တာကိုတွေ့ရတယ်ဒါဘလို့နီးနေပြီပါဖြစ်ပါကျွန်တော်တို့ကအမြင်ကိုပဲပြောတာပါတပ်မတော်ရဲ့အတွေ့တပ်မတော်ရဲ့အနေဒါတပ်မတော်ရဲ့ view ကတော့တပ်မတော်ဘာရဲ့ပုံစံလေးပဲသိပါအဲ့တော့တပ်မတော်ကဘာကြောက်လဲဆိုရင်မြို့နယ်60ကျောက်ကိုဆွန့်လွန်ဆွန့်လွန်လာရတာဟာတပ်မတော်ရဲ့ကြာဆုံးမှုပဲဖြစ်တယ်တမျိုးနယ်ကိုဆွန့်လွန်ဖို့ဆိုတာတော့မလွယ်နိုင်တဲ့ခက်ဆွန့်လွန်တယ်ဆိုရင်တော့မှတပ်မတော်ရဲ့ခုံစိတ်ကတော်တော်ကြာနေတာပေါ့အခုကမြို့နယ်တော့60ကျောက်ဆိုတော့ဒါကိုကျွန်တော်ထောက်ပြတာပါ ဲ့တော့အခုချိန်မှာတက်မော်ကအားကျိုးမှတန်းနဲ့လုံးနေတယ်အကျန်းဖက်လို့ဟိုအမိလဲတက်ပြီးသွားပြီနောက်တစ်ခါရွေးကောက်ပွဲကိုဖြတ်စည်းမဲ့မြန်မာနိုင်ငံ DJ အေဂျင်ကြီးကိုဖြတ်စည်းမဲ့အောင်လည်းပဲကြီးညာပြီးသွားရင်တော့ပြက်ပြက်သားသားရရဲဝုံဝုံနဲ့စွန့်စွန့်ဆာဆာနဲ့ကျွန်တော်တို့ကြံ့ကြံ့တန်းတန်းမှတ်လောက်သားလောက်အောင်ဆုံးမပေးဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်အဲကျွန်တော်တို့ကတော့လေရင်နဲ့တော့ပြည့်လို့ဘုံနေနဲ့ချလို့မဆိုင်ချလို့ဘလောက်ချချ လေဘုံတလုံးမို့အလုံးတရာသွားချလဲကျွန်တော်တို့ကျင်းတတ်တယ်တိုင်းပြည်ဒီနေ့အေဂျင်ဒီနေ့ပြည်သူတွေထကလိုက်မယ်နောက်နေ့ကျတော့လို့ရှင်ပြည့်စည်သွားတာကိုသူတို့ပြန်ပြင်လိုက်မယ်ဒီအောင်လေးဒီအကြမ်းဖက်တွေကိုဒီတိုင်းမှာညှော်ပြီးတော့ထားမယ်ဆိုလို့ရှင်တိုင်းပြည်မှာချစားမိတဲ့တိုင်းတိုင်းလို့ဖြစ်မှာတပြည့်ပြည့်ချတိုင်းပြုတ်သွားမယ်အနေထားမျိုးကိုကျွန်တော်တို့မြင်နေရတယ်အဲ့တော့တောင်တော်ကြီးအနေနဲ့အဲငဲ့ညာတနာဖို့မလိုဘူးပြည်သူတွေကိုပဲငဲ့ညာတနာပါပြက်ပြက်တသား ဖြည့်ရှင်းပေးဖို့အတွက်ပြည့်ပြည့်သားသားအစီအရေးအရေးယူဖို့အတွက်ကိုဒါကျွန်တော်တို့အနေနဲ့တောင်းဆိုရပါတယ်။နော်ဌာနချုပ်လိုင်စာဆုံးမတာကိုဒါကျွန်တော်တို့တတ်မော်ကိုထောက်ခံတဲ့ဒုတိယမဟုတ်နိုင်ငံတော်အေဂျင့်မှုအတွက်လိုအပ်တဲ့ပြည်သူတရားလုံးဝမြင်ချင်းတယ်ဟုတ်တော့ဒါကျွန်တော်အနေနဲ့ပြည်သူကိုသာပြောချင်ပါတယ်ဗျာ။အနောက်ထိုင်ကျေးရွာဝိုင်းမွန်မြို့နယ်ပေါ့အဲဒီမှာပြည်သူလက်ဝန်းရံဌာနပြည်သူစစ်ပေါ့ကရုလက်ဝန်းရံဌာနပြည်သူစစ်ကဥက္ကဋ္ဌပေါ့ ဥလာဆိုင်အောင်ကဒါရွေးကောက်ဘွဲကိုထောက်ခံကြအောင်ဆိုပြီးတော့စာထုတ်ပြန်တာတွေ့တယ်။အဲဒီပြည်သူစစ်တင်လည်းပဲဝိုင်းပေါ်မှာတိုက်နေတာတော့ကျွန်တော်တို့နေနေတိတိရတယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးတောက်ခံကိုထောက်ခံပြီးတော့ရွေးကောက်ဘွဲကိုအဓိကထောက်ခံတာကတိုင်းပြည်အေဂျင့်ဘုတ်ကိုထောက်ခံတာအတူတူပဲ။အခု ဟိုဘက်ကငစီတို့ဘာသာတောက်လျှောက်ပြောနေတာကိုကျွန်တော်တို့တွေးရှိရတော့ဒီကတော့သူ့အနေထားကဟိုလူပြောလဲဟောင်းဒီလူပြောလဲဟောင်းတဲ့ပုံစံမျိုးဟိုလူပြောလဲသူပြောချင်တာလျှောက်ပြောနေတာကလေးထားတော့ပဲရှိတာကိုကဆရမူလေးအပြောင်းအရွှေ့တွေဖြစ်တာတမ်းမော်မာကဒီလိုကျန်ရင်းတစ်ဆက်တစ်ဆက်ကိုပြောင်းပြတယ်ဥတန်းရွှေလက်ထက်မှာလည်းထိုနီး၎င်းပဲဥတ္တရရွှေမန်းတို့အများကြီးပါပဲဒါဟို ဥက္ကမောင်ကြီးတို့အများကြီးပဲလေတောင်းဆောက်ရွှေ့ချပြတာဥသိမ့်စိန်လက်ထက်လည်းတောင်းဆောက်ရွှေ့ချပြတာရွေးကောက်ပွဲနီးလာပြီရွေးကောက်ပွဲလုပ်ပြီဆိုလို့ရှိရင်တချို့ဟာတွေနောက်ဆုံးကျွန်တော်အနေနဲ့ယူဆတာမမအောင်ဆိုတော့ဦးဝင်းရောင်လိုင်းဆာနောက်ဘုန်းကြီးကိုကာချက်ကိုလွှဲမဲ့အနေထားမျိုးရှိတယ်ဒီရွေးကောက်ပွဲပြီးသွားလို့တဲ့ဒါကျွန်တော်ရဲ့အမြင်ပြောတာနော်မှိုင်းခြင်းမှိုင်းမှိုင်းမှိုင်းပါဘာလို့ဒီလိုအပြောင်းလဲတွေတောင်းဆောက်လုပ်ပြီးတယ်ဆိုတာကဒီလိုမျိုးအနေထားမျိုးကြောင့်လုပ်ပြီးတာကိုကျွန်တော်အနေနဲ့အဲဒါယူဆမိတယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပေါ့ သို့တော်လည်းပဲဒီလိုအောက်မှာရှိတဲ့ generation တွေကိုအပေါ်ပြင်းပြဆွဲခေါ်တင်တာဒါတတ်မော်ရဲ့အစဉ်လာတည့်ရက်ကအမတန်ကောင်းတယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်။နော်တချို့ကတော့မသိကြဥပမာဟိုစကရမုတ်တဲ့အဲဒုဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးပေါ့နော်ဒုတိယဒုဗိုလ်ချုပ်ကြီးကိုကိုဦးကိုဒါစကရငါ မူဖြစ်ခန့်နဲ့နောက်ကသက္ကရနဲ့မူကကြတော့ဥဏ္ဏနိုင်ဦးကြတော့ဒါအရင်အင်အားကိုရောက်တယ်အဲ့ဒီမှာစပြီးတော့လူတွေကတိကုန်တယ်။အာဥဏ္ဏနိုင်ဦးကိုကြောက်ထုတ်လိုက်ပြီးကြောက်မဲကိုမတိုက်နိုင်လို့ဘာညာဖြစ်တယ်။မှတ်မော်အရင်အင်အားရောက်တယ်ဆိုတာကဒီဟာကကြောက်ထုတ်တာမဟုတ်ဒီဘက်ကမှာအစိုးရတရက်ဘက်ကိုရောက်သွားမှလားအစိုးရတရက်ကနေမှာဘာလုံးမှလဲဝင်းကြီးတွေဖြစ်ကုန်မှလားဆိုတာဒီနေရာနေမှာအများကြီးဒါလုံရုံးလုံးမတိတဲ့ခါတွေအများကြီးရှိတာပေါ့နော်အဲ့တော့ ဟိုအញ្ញံရောက်သွားမယ်မတိလို့ဆင်လို့ရှင်ပဲကြောင်ထုတ်လိုက်တယ်အခုအញ្ញံအင်းအောင်မှရှိတဲ့လူတွေအခုဝင်ကြီးနေထိုးဆင်းသွားတာအခုလက်ရှိဟိုဒါအေဂျင့်တရားဖွံ့ဖြိုးရေးကောင်စီပေါ့အဲအခုလက်ရှိနိုင်ငံတော် online မှာကဝင်ကြီးအစ်စ်နေအခုပြောင်းရွှေ့သွားကြတယ်နော်အဲ့ဒါတွေဒီကောင်လေးတွေကမတိဘူးပြောကြပြောနေကြတာတော့ကျွန်တော်တို့တွေ့ရတယ်ဥစ္စာမင်းလက်ဒါသက္ကရာမူ၅ဆိုလို့ရှိရင်သက္ကရာမူနေဖြစ်တယ်ဒါအပတ်စ်38ခွန်ပုံကိုယ်တွေနောက်တစ်ခါကျတော့သက္ကရာမူ6ဆို တတူပုတ်ချုပ်ကြီးတွေပဲပေါ့အကုန်လုံးကတော့ဦးနီလင်းအောင်ဆိုလို့ရှိရင်လည်းစကားမှုတဲ့ဖြစ်အပတ်ဆက်39ကနော်တိုင်းမှုပုတ်ချုပ်မြုံမဲထုံးဆိုလို့အခုစစ်စင်အရာရှိချုပ်ဖြစ်သွားပြီအဲပုတ်ချုပ်တိုင်းမှုဦးကျော်ကိုဦးကျော်ကိုထိုက်ပေါ့ဦးကျော်ကိုတိုင်းဆိုလည်းပဲလေကြီးအရာရှိချုပ်ဖြစ်သွားပြီသူကအစိမ့်ငယ်စိမ့်ငယ်ပေါ့အောက်မှာရှိတဲ့ပုံကိုယ်လေးကိုရာထူးတွေတက်ပြီးတော့ဒါတစိမ့်မြင့်တင်တာကို တစ်ဖက်မှာကြတော့လေတော်တော်တုံးတာမို့လေသူတို့တုံးတော့လေဒီလိုမျိုးတွေပဲအတွေးခေါ်တွေရှိမှာပေါ့နော်ဒီနေ့မှကျွန်တော်တခုတောင်းဆိုကြတချို့ဘူကြီးအစ်စ်နေနဲ့အဲ့ညက်တက်တွေလည်းတော်တော်ကြာနေတချို့ဆိုတမမူတို့တော့ဖြစ်တော့တဲ့အနေထားမျိုးတွေကအခုဘူကြီးအစ်စ်နေနဲ့နေနေရတာဖြစ်တယ်အဲ့အလေးလေးပဲကျွန်တော်မိမိအပြည့်တစုံတည်းအကျမ်းမကြီးတစုံတည်းဘလို့ပဲဖြစ်ဖြစ်ပါစေအဲတက်ဆိုင်တက်ညာပြီးတော့ယာတူးလေးတွေတိုးပြီးတော့မှဒီတဲ့မြင့်တဲ့နေရာလေးတွေကိုခန့်စေခြင်းနဲ့လို့ဒါကျွန်တော်အနေနဲ့ ဒီအရာရှိအရာငယ်အကျက်စစ်ပြီးမှကိုစားတောင်းဆိုကြမှာလေတချို့အရာရှိအရာငယ်အကျက်စစ်ပြီးတွေကလည်းပဲအတက်တွေကကြီးလာပြီးယာသူတွေကဒီတိုင်းပဲဖြစ်နေတဲ့အခါကျတော့အဲနည်းနည်းလေးဂုံရှိရွာလေးမြင်အောင်လဲဒီပုံကိုယ်ရဲ့ပိတ်စင်တော့မဲ့အချိန်မျိုးထိဂုံတိတ်ခါလေးရှိအောင်လို့ဒါဒီထက်မြင့်တဲ့ယာသူမျိုးလေးလဲလှောက်ဆောင်ပေးဖို့လဲကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဒီအချိန်မှာတော့ တော့ဘာဘာရတော့ရှာပါရောင်းနေပြတော့ရာဇာကြီးတဲ့မှာအေးသေးသေးပြောချင်နေပြီတော်သားစုရတော့ထောင်ထဲမှာငိုနေပြီပေါ့တလုံးရမယ်တော်သားစုကြီးရနောက်လိုက်ဟိုခွေးတွေနွားတွေတလိမ့်စားတွေအကုန်လုံးတော့ပလဲတွေမြိတ်တွေခါနေတာတော့ကျွန်တော်တို့တွေ့ရတယ်နော် နောက်မုံတိုင်းဒီရာသာကလည်းမကြခင်မြန်မာနိုင်ငံရောက်တော့မှဆိုတော့ A ဘက်တွေလည်းတတိထားဖို့အတွက်ကျွန်တော်တို့ကပြောချင်ပါတယ်မြန်မာနိုင်ငံကြီးကတော့တဖြည်းဖြည်းအေးကျလာတာကိုကျွန်တော်တွေ့ရတယ်အင်းလေးဖောင်တော်ဦးဖရာကလည်းဒေသဆိုင်ကြောချီတော်မူနေပြီးအိုင်ရွှေအင်းနေနဲ့ဟေရရွာမတို့ဘက်ကိုရောက်နေပြီလို့ကျွန်တော်နေနဲ့ကြားသိရတယ်မြန်မာနိုင်ငံကတော့အများဆုံးအေးကျတော့မှလို့မျှော်လင့်နေနောက်တစ်ခါကျတော့စစ်တကောင်းစစ်တကောင်းတောင်တန်းဒေသမှာရှိတယ်အဲစောက်တန်းဒေသမှာပေါ့ဒါ ရခိုင်ရအေလက်နက်ကైခုနှစ်ဦးတို့တာဘင်္ဂလားဒေ့ဘကနေကြသောတက်ကဖမ်းမိလိုက်တယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်။အဲမှာကျွန်တော်တို့ကဘလို့စိတ်ကူးရဘလို့တွေ့လဲဆိုဥမာရခိုင်မောင်းတော်မြောက်ပိုင်းမှာဆိုလို့ကျန်တဲ့မော်ဆလင်နေနဲ့အေတွေနဲ့ပွဲကားတဲ့ဒီအင်းချောင်းမျိုးရွာတို့စကတ်အင်းချောင်းမျိုးပဲပေါ့နော်အဲစကန်းအောင်ကိုအာသာနဲ့ဒီအာရက်ဆိုတဲ့အေ900လောက်နဲ့တိုက်ကြခိုက်ကြတယ်။ဘင်္ဂလားဒေ့နယ်စပ်ကဒီအလေခေါ်တောင်းတို့နောက်တစ်ခါကျတော့ရခိုင်အဆက်ကကွာစုံမြင်တော့အဲ့မှာတောင်ကျောတွေမှာဒါပွဲတွေကနေတာတွေ့တယ်။ အဲ့တော့ဒီအာစာတွေအာသက်စုတွေကဘယ်ရလာလဲဆိုတော့နတ်မြင့်ယူတောင်လမ်းကြားမှာတက်စီမြေဒီမောင်းတော့နေဆက်တွေကိုတောက်လျှောက်ဝင်လာကြတယ်အဲ့မှာတအေးကတိုင်ဝဲတွေတောက်လျှောက်တတ်တယ်မကျွန်တော်တို့ကတော့အမှန်တိုင်းပြောလို့ရှိရင်ဒီအကြမ်းဖက်ကောင်တင်နဲ့တိုက်ကျွန်တော်အေးကိုအပေးမှာရခိုင်မှာကရှိတယ်ဒီကောင်တွေကဘယ်သူနဲ့ဘယ်လိုနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ရှိရှိမှာကျွန်တော်တိုင်တယ်ကျွန်တော်ညီမနိုင်ငံသားပဲကျွန်တော်အပေးမှာကျွန်တော်တို့ကအဲအမျိုးကို135မျိုးသော ပုံကိုယ်တွေနဲ့ကျွန်တော်တို့ရှင်နေနေထိုင်လို့ရတယ်။ရံဖြစ်တာတောင်တော်နဲ့ရခိုင်မှာရှိတဲ့အေဒီနဲ့ဒါညီကိုချင်းရံဖြစ်တာလို့ပဲကျွန်တော်နေရယူဆတယ်။နော်မတည့်ကြဘူးညီကိုချင်းရံဖြစ်တယ်လို့ပဲကျွန်တော်နေနဲ့ခိုင်နေတယ်။ ီအားတွေကတော့ကျူးကျော်သူတွေဖြစ်တယ်ကျူးကျော်သူတွေကိုတော့ကျွန်တော်တို့ကအေနိုင်နေခြင်းနဲ့တက်လွန်နိုင်ချတဲ့ခါကြလို့ရှိရင်ညီကိုချင်းချလို့ခါမျိုးကြလို့ရှိရင်တော့ဒါကျွန်တော်တို့မြန်မာတက်မလာဘက်ကပဲနိုင်နေခြင်းနဲ့ဒါကျွန်တော်စိတ်ရင်းမဲ့ကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်ကလိန်ညာတတ်တဲ့သူမဟုတ်ဘူးအခုအမ်ဒန်လန်မှာဆိုရိုးဘောမှာဆိုလည်းအမ်ဒန်လန်တို့ရိုးဘောတစ်ချောက်တို့နောက်တစ်ခါဒီပဲခူးတိုင်းမဲ့ဆင်လန်ရွာဘက်မှာဆိုညောင်ကျိုးတို့မိုးထီတောင်တို့ဒါစစ်တောင်းတို့ပြီးရှင်းနေနေလောက်ကျွန်တော်တွေ့ရတယ် တွေ့ရတဲ့ခါမှာအဲ့ဒါကြတော့တက်မလောက်ကနိုင်လာတယ်နိုင်တွေ့ရတယ်လေချောင်းတွေတော့ဒုံးတွေပုံးတွေတောက်ချောက်လုံနေတဲ့ခါကြတော့အဆင်ပြေတာပေါ့နော်နောက်တစ်ခုကြတော့ကျွန်တော်ဒီ train ကောင်းလေးကိုကျွန်တော်ပြောနေတာ train ကမင်းရတော့ကကျွန်တော်ဒီကုလသမဂ္ဂမှာ ူပြောရတဲ့မိကောင်းလေးအမတန်ကောင်းတယ်နော်အမတန်ကြီးကိုတတ်ဖို့ရှိတဲ့စကားလေးကိုပြောသွားတာကိုကျွန်တော်ပြောချင်တယ်ဒီကုလသမဂ္ဂတကယ်တော့သူများနိုင်ငံတကာမှာစစ်ဝဲတွေဖြစ်နေတာသူတို့ဘာမှလုပ်ပေးလို့မရဘူးသူတို့ကအကြမ်းဖက်တဲ့ဒီလူ့ကိုယ်ရေးဆိုပြီးတော့အကြမ်းဖက်ကိုတိတဲ့အကာအွယ်ပေးတဲ့အဖွဲ့အစည်းဖြစ်တယ်တဲ့နော်ဒုက္ခသည်တွေကိုဒါနိုင်ငံတွေကိုဖျက်ဆီးဖို့တဲ့ဒုက္ခသည်တွေကိုပန့်မိုးပေးနေတဲ့အဖွဲ့အစည်းဖြစ်တယ်လို့သူဒဲအစော့ဆော့သားရှိတယ်ဥရောပတစ်ခွန်လုံးမှာဒါ နိုင်ငံညာသားဆိုမဆလီနေပြောတာပေါ့ဒီဒုက္ခတွေဆိုတဲ့အယောင်ဆောင်ပြီးတော့ဒါနိုင်နေကျူးကျော်နေတဲ့ကောင်းတယ်သူတိုင်ပြောသွားတာပေါ့ဒီနိုင်ငံညာသားတွေကဒူရောပါတခွေမှာအနောက်ဘက်တကားပွင့်ပြီးတော့တောက်လျှောက်ဝင်ချလာတယ်အဲ့ဘက်ကရာကြီးတယ် OIC ရာကြီးရဲ့ပတ်စံနဲ့ပဲဒီဒုက္ခသည်တွေကိုပြန်ခဲ့တယ်ဒုက္ခသည်တွေကိုတရားဝင်လမ်းကြောင်းနဲ့ဖြစ်အောင်လို့တက်တက်လှုပ်ဆောင်ပေးတဲ့အဖွဲ့အစည်းဆိုတဲ့ပုံစံမျိုးသူစကားပြောပြီးမိလောင်းထိုးပြသွားတာရှိတယ်အမှန်ကတော့ကုလသမဂ္ဂကဘာမှမဟုတ်ဘူးဆိုတာတော့ ဟိုနောက်ဆုံးကုလသမဂ္ဂဘောတက်လာတဲ့အချိန်မှာဆက်လက်ကပြတ်လို့သူမိမလိုင်းချတာတော်သေးတာဘောသူမိမကျမ်းမာကြီးကောင်းလို့တဲ့သူစကားပြောတဲ့အချိန်မှာဆက်ခွဲပြတ်နေလို့ကုလသမဂ္ဂမှာရှိနေတဲ့လုံတဲ့လူတွေဘာမှအရေးချင်းမရှိဘူးဆိုတော့သူထောက်ပြသွားတယ်သူတမနာလုံတဲ့အချိန်မှာတော့မှခုနှစ်နိုင်ငံပေါင်းခုနှစ်နိုင်ငံလောက်နော်စစ်ဖြစ်မဲ့ဟောင်းဘောသူတားနိုင်တယ်ကုလသမဂ္ဂဘာဘာအရေးချင်းမှမရှိဘူးလို့ပြောသွားတယ်အဲ့တော့ကုလသမဂ္ဂလည်းဘာမှမဟုတ်ဘူးလူခွေရေးဆိုတဲ့စကားရက်ကိုထုံထုံသုံးဆွဲပြီးတော့ဒီနိုင်ငံသားကဒီ ဟိုဘက် OIC ကောင်တွေကိုနေရာပေးကြင်လို့ OIC ကောင်တွေကလည်းပတ်ဆက်နဲ့ကုလသမဂ္ဂကိုဝယ်ထားဆိုတော့သူမိမောင်းထိုးပြသွားတာဖြစ်တယ်လို့ပြောနေအမျိုးဘာသာတာနာတည်ငယ်ခိုင်မြဲဖို့တကောဒါကျွန်တော်ပြောတာဖြစ်ပါတယ်